င်္ဂလာပါရှင်အမျိုးသမီးတို့တန်နေကြောင်းရှုစားကြပါပါဒီစီစဉ်ကတော့နိုင်ငံအရေးရကအမျိုးသမီးတွေရဲ့မတူညီတဲ့အနာဂတ်ရည်မှန်းချက်တွေမျှော်လင့်ချက်တွေခက်ခဲကြမ်းတမ်းတဲ့ဘဝတွေကိုသူတို့ဘယ်လိုဖြတ်သန်းခဲ့ကြလဲလက်ရှိမှာရောဘာတွေရင်ဆိုင်နေကြရလဲဆိုတဲ့အကြောင်းအရာတွေကိုစုစည်းတင်ဆက်ပေးသွားမှာပါအရင်ဆုံးပြပြပေးမှာကလက်တလောဖြစ်ပွားနေတဲ့အမျိုးသမီးတွေနဲ့ပတ်သက်တဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါဒီသတင်းတွေကတော့ဧပြီလ10ရက်နေ့ကနေဧပြီလ24ရက်နေ့တွင်ဖြစ်ပေါ်ခဲ့တဲ့သတင်းတွေဖြစ်ပါတယ်။သတင်းပြည့်စုံကိုတော့ DBB Bami website မှာတွားရောက်ဖတ်ရှုနိုင်ပါတယ်။ ပထမအဆုံးအနေနဲ့လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ကို2025ခုနှစ်ပြည်သူ့ခုံရေးစုရွေးချယ်ချီးမြှင့်လိုက်တဲ့သတင်းပဲဖြစ်ပါတယ်။2025ခုနှစ်အတွက်16ကြိမ်မြောက်ပြည်သူ့ခုံရေးဂုံပြုမှုဖြင့်မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတယောက်ဖြစ်တဲ့လူလူကောင်းဆောင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်ဆန်းစုကြည်ကိုရွေးချယ်ချီးမြှင့်လိုက်တယ်လို့ထုတ်ပြန်ထားပါတယ်။ပြည်သူ့ခုံရေးအသင်းကိုတော့အမေရိကန်ပြည်ထောင်စုမှရှိကြတယ်မြန်မာနိုင်ငံသားတွေနဲ့နိုင်ငံတကာမှာရောက်နေကြတဲ့တခြားမြန်မာပြည်ဝါတိုင်းရင်းသားတွေနဲ့ဖွဲ့စည်းထားတာဖြစ်ပြီး မြမပြည်မှာအများအကျိုးအတွက်ကိုကြိုးစွမီစွမ်းစမ်းတမန်ဆောင်ရွက်နေကြသူတွေကိုနှစ်စဉ်ရွေးချယ်ပြီးပြည်သူ့ခုံရေးစုကိုချီးမြှင့်နေတာပါဒီစုကိုတော့ပြီးခဲ့တဲ့2010ပြည်နှစ်ကစလို့ရွေးချယ်လာခဲ့တာဖြစ်တာကြောင့်အခုနှစ်မှာ16ကြိမ်မြောက်ရှိသွားပြီဖြစ်ကဂုံပြူဝဲခန်းနာကိုတော့ American ပြည်တော်စု Texas ဌာနကွဲ Houston မြို့မှာ လာမယ့်မေလ24ရက်နေ့မှာကျင်းပသွားမယ်လို့သိရပါဗျ။ဆရာနာသိန်းကာလာတွေတွင်ရွေးချယ်ချီးမြှင့်တဲ့ပြည်သူ့ခုံရေးစုတွေကိုတော့ 2022ခုနှစ်73ချိန်မြောက်စုမှာဆင်အနာရှင်မင်းအောင်လှိုင်လက်ကင်တို့ဖက်စစ်တပ်တွေကိုလူလူရှေးကနေမမမမတ်ရက်တည်ပြီးတော့ခုခံကာကွယ်တွန်းလှန်နေကြတဲ့ပြည်သူ့ကာကွယ်စစ်တီတော်များ PDF ကိုရွေးချယ်ခဲ့ပါတယ်2023ခုနှစ်အတွက်စုကတော့ဆင်အနာတိမ်မှုကိုအခမ်းဆန့်ကျင်ခဲ့ပြီးပြည်သူနဲ့အတူတသားတဲ့ရက်တည်ခဲ့သူဖက်စစ်တပ်ဖိနှိပ်မှုတွေအောက်ကနေမြန်မာပြည်သူတွေရဲ့အတန်ကိုကုလသမဂ္ဂဆင်မြင့်မှာရဲရဲဝံ့ဝံ့တင်ပြပြောဆိုခဲ့သူတာမတ်ကြီးဦးကျော်မိုးထွန်းကို ရွေးချယ်ဂုဏ်ပြုချီးမြှင့်ခဲ့တာပါပြီးခဲ့တဲ့2024ခုနှစ်အတွက်ကိုတော့ຫນွေဦးတော်လိုင်းရေးမှာပါဝင်တဲ့လူငယ်တွေရဲ့တီထွင်ဖန်တီးမှုနဲ့ထုတ်လုပ်မှုတွေကိုရွေးချယ်ချီးမြှင့်ခဲ့တာကိုတွေ့ရပါတယ်။ပထမအဆုံးသောပြည်သူ့ဂုဏ်ရည်ဆုကိုတော့နိုင်ကူညီမှုအသင်းဥက္ခရဦးကျော်သူကရရှိခဲ့သလိုဒီဆုကိုမြမပြည်မှာအများအကျိုးအတွက်ကိုကြိုးဆွမီစွန်းစွန်းတမန်ဆောင်ရွက်နေကြသူတွေဖြစ်တဲ့ဒေါက်တာမြင့်အောင်ဒေါက်တာတမင်ထော့မွတ်စလင်ကုသိုလ်ဖြစ်စေယုံဘာလန်ဖောင်တော်ဥပရိတ်ဖုံးတော်ကြီးတင်ပညာရေးအကြောင်းတို့လည်းရရှိခဲ့မှုပါတယ်။ နောက်ထပ်အနေနဲ့ဆိုတော့ဖြူဖြူကျော်တရဲ့ဂီတဖြော်ပြပွဲမှာရန်မုံငွေဩစတြေးလျဒေါ်လာ3သိန်းကျော်ရတဲ့တင်ဒင်းကိုလည်းပြောပြပေးပါမယ်။ဩစတြေးလျနိုင်ငံစစ်တနီနဲ့မဲဘုံမျိုးတို့မှာကျင်းပခဲ့တဲ့ဒေါ်လာအဆိုတော့ဖြူဖြူကျော်တရဲ့ຫນွေဦးဒေါ်လာရဲ့ရန်မုံငွေဂီတဖြော်ပြပွဲကနေဩစတြေးလျဒေါ်လာ3သိန်း9281ကျပ်သိန်းပေါင်း8395ရရှိခဲ့တယ်လို့သိရပါဗျ။ ဧပြီလ9ရက်နေ့စတနီဖြောပြေပွဲကနေဩစတြေးလျဒေါ်လာ36,6500ရရှိပြီးဧပြီလစနေနေ့မဲဘုံပွဲကနေဩစတြေးလျဒေါ်လာ38,8983ရန်မုံငွေရရှိခဲ့တာလို့ဆိုပါတယ်ရမွေအားလုံးကိုຫນွေဥတော်လည်ရေးအတွက်လှူဒန်းသွားမှာပါလို့မဲပုံပွဲစီစဉ်သူတရားဖြစ်တဲ့မန်ຫນွယ်နီကပြောပါရစ်။လက်တလောခန်းစားနေရတဲ့မြန်မာငလင်ဘေးအတွက်လည်းမြန်မာကျပ်ငွေ3600ကျော်ဖေးမထောက်ကူနိုင်ခဲ့တယ်လို့လည်းပြောပါရစ်။ အလူငွေတွေမှာစတနီနဲ့မဲပုံနှစ်မျိုးစလုံးကပိရိသက်တွေအလူရှင်တွေစပွန်ဆာတွေအစားအသောက်ရောင်းချလှူဒန်းသူတွေလေလံပစ္စည်းလှူဒန်းပေးသူတွေစီကနေရရှိခဲ့တယ်လို့သိရပါတယ်ရှင်မက်လာ28ရက်နေ့မြန်မာနိုင်ငံအလဲပိုင်းစကိုင်းမြို့ဤကိုဗဟိုပြုပြီးအင်အားရီစတာစကေ9.9အဆင့်ရှိငလင်ကြီးတစ်ခုလောက်ခတ်ခဲ့တာကြောင့်အထူးကိုက်ပျက်စီးများခဲ့တဲ့ပြင် သဘာဝဘေးကြောင့်တည်ကျေမှုတွေကြားတဲ့ကစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကိုလည်းနေ့စဉ်ရက်ဆက်ကြုံတွေ့နေရတာပါမြမအမျိုးသမီးတမက BW ကကောက်ယူထားတဲ့စီးရင်နေရဆိုရင်တော့မတ်လတလထဲမှာပဲအမျိုးသမီးသေဆုံးသူက66ယောက်ရှိပါတယ်ဒီထဲမှာထိခိုက်ဒဏ်ရာရရှိတဲ့သူကတော့88ယောက်ရှိပါတယ်အဲ့တော့တေဆုံးခဲ့ရတဲ့အကြောင်းရင်းတွေကိုကြည့်လိုက်ရအောင်ပါတေဆုံးခဲ့တာကတော့ဒါ လေကြောင်းနဲ့ဘုံကျဲတိုက်ခိုက်ခံရမှုက90နောက်ပြီးတော့လက်နက်ကြီးပစ်ခတ်ခံရမှုက9ရောက်မြေမြုပ်မိုင်းကြောင့်2ရောက်တပ်ဖြတ်ခံရမှုက9ရောက်မီးရှို့တပ်ဖြတ်ခံရမှုက1ရောက်နဲ့နောက်လိမ်မိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုက1ရောက်ဒါတေဆုံးခဲ့ရပါတယ်တော့တည်ဆုံးသူတွေအားလုံးထဲကမှအသက်18နှစ်အောက်အမျိုးသမီးငယ်လေးတွေ24ယောက်ပါဝင်တာကိုတွေ့ရပါတယ်။အော်နောက်ထပ်ထိခိုက်ဒဏ်ရာရတဲ့အကြောင်းရင်းတွေကိုထပ်ပြီးတော့ကြည့်လိုက်ရအောင်ပါ။ ထိခိုက်ဒဏ်ရာရတဲ့အကြောင်းရင်းတွေကတော့လေးချောင်းတိုက်ခိုက်ခံရမှုက49ရောက်လက်နက်ကြီးပစ်ခတ်ခံရမှုက23ရောက်မြေမြုပ်မိုင်းကြောင့်15ရောက်နောက်ထပ်ရိုင်းနှက်ခံရမှုကြောင့်ဒါတစ်ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်အော်တိုင်းနဲ့ပြည်နယ်လိုက်တည်ဆုံမှုတွေကဘာရှိမလဲဆိုတာကိုထပ်ပြီးတော့ကြည့်လိုက်ရအောင်ပါအများဆုံးကတော့ဒါမကွေးတိုင်းဒေသကြီးဖြစ်ပါတယ်မကွေးတိုင်းမှာဆိုရင်တော့ဒါ15ရောက်တည်ဆုံခဲ့ရပါတယ် နောက်ထပ်ကတော့သခိုင်းတိုင်းသခိုင်းတိုင်းမှာဆိုရင်တော့ဒါ9ယောက်ကချင်ပြည်နယ်မှာဆိုရင်တော့2ယောက်မန္တလေးတိုင်းဒေသကြီးမှာဆိုရင်တော့12ယောက်ရှမ်းပြည်နယ်မှာ12ယောက်နောက်ကရင်ပြည်နယ်မှာ2ယောက်မကိုးတိုင်းမှာ9ယောက်ကရင်ပြည်နယ်မှာ2ယောက်တနင်္သာရီတိုင်းမှာ2ယောက်နောက်ထပ်ရခိုင်ပြည်နယ်မှာ2ယောက် AR တိုင်းမှာ1ယောက်ဒါတိုင်းနဲ့ပြည်နယ်လိုက်ဒါတေဆုံးခဲ့ရတဲ့စည်ရင်းတွေဖြစ်ပါတယ် တော့ဒီအချက်လက်တွေကတော့ဒါလက်လန်းမီတလောက်ကောက်ယူထားတဲ့အချက်လက်တွေဖြစ်ပါတယ်မြေပြင်မှာဆိုရင်တော့ဒီအချက်လက်တွေကဒီထက်ပိုပြီးတော့များနိုင်ပါတယ်အဲ့တော့စစ်ကောင်စီကငလင်လှုပ်ခတ်ပြီးနောက်ပိုင်းမှာအပြစ်ခတ်ရဲစဲကြောင်ပြင်ညာချက်တွေထုတ်နေပေမဲ့လည်းနေစဉ်ရဆက်ဆိုလိုလေကြောင်တိုက်ခိုက်မှုတွေကိုပြုလုပ်နေတဲ့အပြင်စစ်ရာဆွေးမှုတွေလူသားမျိုးနော်ပေါ်ကျူးလွန်တဲ့ရာဆွေးမှုတွေလူခွင့်ရေးချိုးဖောက်မှုတွေကိုနှီးမျိုးစုံနဲ့ကျူးလွန်နေစေဖြစ်ပါတယ် ဒီတစ်ပတ်ရဲ့အင်တာဗျူးအစီအစဉ်မှာတော့အာနာမသိန်းခင်ကမြန်မာအကနဲ့အသက်မူဝမ်းကြောင်းပြုရင်းဝါသနာပါတဲ့ aerobic အကတင် जा ပေးနေပြီမဲ့အာနာသိန်းပြီးတဲ့နောက်မှာတော့သူတက်မြောက်ထားတဲ့အကနဲ့ကရင်နီကစာတင်ကျောင်းတွေမှာတာဝန်ယူဆောင်ရွက်ပေးနေတဲ့အကဆရာမရာလေးနဲ့သူဖြတ်တန်းခဲ့ရတဲ့အတွေ့အကြုံတွေကိုအခုလိုပဲပြောပြပေးထားပါဗျ။ ျမကပထမပိုင်းမှာကတော့အမ်ကျောင်းအလုပ်ကနှစ်ခုလုံးတွဲထားပြောမှာပေါ့နော်အမ် professional ကကျတော့ကျမ aerobic ဆရာမပေါ့နော်မြန်မာနိုင်ငံမျိုးသမီးအားကစားဖွဲ့ချုပ်ကနေပြပါဆိုတော့အဲအဲ့ဒါတော့တစ်ဖက်ကအမ်အားကစားဘက်ပိုင်းပေါ့နော်တစ်ဖက်မှာကျတော့ကျမယဉ်ကျေးမှုတက္ကသိုလ်တက်နေရတတိယနှစ်ရောက်ပြီပေါ့ဆိုတော့အဲအဲ့ဒီကျောင်းတက်နေရင်ကာလ covid ဖြစ်ပြီးဒေါ်လာရေး အဲတော်လိုင်းပတ်ထဲလဲဝင်လာအကြောင်းဆက်မတက်ဖြစ်တော့နေနောက်ပိုင်းပေါ့လေအဲဆိုတော့တော်ရဲစားရောက်လာတဲ့အခါလဲအကားနဲ့ပဲပတ်သက်ပြီးတော့ပဲလို့ပြောရမှာပေါ့နော်ကျမငငယ်လေးကအကားပိုင်းပဲဆိုတော့အဲခလေးတွေကိုအကားတင်မယ်အီရိုပိနဲ့ပတ်သက်တဲ့အဲ့လို fitness dance အဲ့တော့လူထုအကားစားတွေကလည်းအရင်ခေတ်စားနေရဆိုတော့အဲအဲ့လူထုအကားစားလုပ်မယ်ပေါ့ခလေးတွေ healing လုပ်မယ်ဆိုပြီးတော့ထွက်လာရင်းနေမှာပဲ မပြန်ပြတော့တဲ့အကြောင်းရင်းတွေလည်းဖြစ်လာတယ်ပေါ့နော်ဆိုတော့အဲ့ဘက်မှာပဲရှိနေဖြစ်တာပေါ့အဲအကြောင်းမှာကအကြောင်းအဲ့လိုမျိုးအကြောင်းသားခေါင်းဆောင်တွေအနေနဲ့ကျွန်တော်ဆန္ဒပြရတာရှိအောင်ဆိုတော့အဲ့ဆန္ဒပြတဲ့နောက်ပိုင်းမှာကျတော့ကျွန်မကိုအဲအကြောင်းမှာနာမည်ထွက်တဲ့အခါကျတော့ကျွန်တော်တို့တမိသားစုလုံးအဲ့အရန်ကုန်ရဲ့နည်းနည်းအဲနည်းနည်းလေးပဲလှမ်းတဲ့တောတစ်ခုကိုကျွန်တော်တို့တောက်ခိုကြတယ်ပေါ့အဲ့ရန်နေပြန်တော့အိမ်ကလူတွေက အမေတို့ဖေတို့ကလည်းအသက်ကြီးပြီဆိုတော့အမေတို့ကမလုံးနဲ့တော့ပေါ့နော်နင်အာငါတို့အဲ့လိုတမိသားစုတော့ပြေးရဆောင်ရတဲ့ဟာတွေဆိုသူတို့အဲ့လိုမျိုးစိတ်ပူပြန်ပြီးတော့ပြောတာတွေရှိခဲ့ပူတယ်ပေါ့နော်ဆိုတော့အဲ့ဒါကျွန်မငြိမ့်လိုက်သေးတယ်ငြိမ့်ပြီးတော့မှနည်းနည်းလေးထက်ကြတော့မှအာအဲ့လိုကိုကခေါင်းစဉ်တွေရှာပေါ့နော်ငါကြောထဲမှာကလေးတွေကိုအကသွားတင်မယ်ကီနီမှာအဲအဲ့လိုမျိုးတင်တန်းလေးလုပ်မယ်ဆိုပြီးတော့ခေါင်းစဉ်ကအဲ့ဒါနဲ့ပဲထွက်လာထွက်လာတော့ကျွန်မအဲ့အချိန်ကထွက်လို့ရသေးတယ်ကျွန်မလေနဲ့လာတာကီနီ ဆိုတော့အေးဆေးဆေးပဲကွာအဲ့လို fashion အပြည့်နဲ့ထွက်လာပြီးတော့မှဒီဘက်ရောက်တော့အဲ့အဆဆချင်းရောက်သွားတဲ့နေရာဆိုရင်အဲ့အရန်ဒေါ်ရမကြီးဆိုတဲ့နေရာပေါ့နော်အရန်ပူပြီးတော့ဗာဘာမှမရှိတဲ့အချောင်ကလောင်တွေကိုရောက်သွားပေါ့ဆဆချင်းကလေးရပေါ့နော်အာပြီးတော့တဖြည်းဖြည်းနဲ့အခုဆိုရင်တော့၃နှစ်ကျော်လောက်ဖြစ်သွားပေါ့အကသွားတင်တာ၃လနဲ့၃နှစ်ဖြစ်သွား short online ရေးတဲ့မှာအဲ့လိုထဲထဲဝင်ဝင်အဲ့လို fundraise လုပ်တာမျိုးတွေလည်းကျွန်မမပါခဲ့သလိုအဲဒီလိုမျိုးအေးအေးဆေးဆေးလေးပဲအကအနေပဲကျွန်မအဲ့လိုမျိုးနေနေခဲ့တာလေးရှိရပါလေဒါမဲ့နောက်ပိုင်းမှာကျတော့ကျွန်မလွန်ခဲ့တဲ့တစ်နှစ်မှာက the voice of freedom currently idol ဆိုပြီးတော့ကျွန်မပွဲလုပ်ဖို့အတွက်အကြောင်းဖန်လာပေါ့နော်အပွဲလုပ်ဖို့အကြောင်းဖန်လာကျွန်မအဲ့မှာ host နေ MC နေနဲ့ အာထွက်ရမယ်ဆိုပြီးတော့အာဖြစ်လာတဲ့အခါမှာကျွန်မအိမ်ကိုခွင်ကြောင်းနေပေါ့နော်အဲ့တော့ဒီလိုမျိုးလေးဟောဖြစ်မယ်ပေါ့အာဖြစ်လို့ဆိုတော့အိမ်ကလူတွေကအဲ့လိုမျိုးဘယ်လိုပဲပြောပြောထပ်ပြီးတော့အိမ်မှာလာလာရှာနေတုံးခါရှိတုံးခါရှိပေါ့နော်သူတို့ကကျွန်မကိုအာပြန်လာခိုင်းနေပြန်လာခိုင်းပြီးတော့အာစစ်ကြောကြီးမှာတညာအိတ်တဲ့တညာအိတ်ပြီးပြန်လွတ်ပြီးမယ်လို့ပြောရဆိုတော့ဘလို့မှယုံကြည်ပြီးတော့လက်ခံနိုင်စရာအကြောင်းမရှိဘူးပေါ့နော်အဲ့ဒါကလည်းဘလို့မှမဖြစ်နိုင်ဘူးပေါ့မဖြစ်နိုင်တော့ကျွန်မမပြန်ဘူးပေါ့နော်မပြန်တော့ အိမ်မှာအမြဲတမ်းသူတို့လာလာရှာနေပေါ့မီးပွင့်တာနဲ့လာရှာပြီးအိမ်မှာဆိုတော့အဲ့လိုဖြစ်နေတဲ့အချိန်မှာအမေတို့ကနောက်ထပ်လူသိရှင်ကြထပ်ပြီးတော့မလုပ်စေချင်တာမျိုးတွေရှိရအောင်ဆိုတော့အဲ့မှာကရောက်ကစားတွေဖြစ်ပြီးတော့ကျမတို့အဲ့မှာအငွေဖြတ်တဲ့အစီအစဉ်တွေထပ်ဖြစ်လာကြတာပေါ့နော်အာမိသားစုနဲ့လည်းမပတ်သက်မဆက်နွယ်တော့ရဲဆိုတဲ့အကြောင်းရင်းနေကျမတို့အာကိုယ့်အကူပဲရက်တည်တော့မယ်ဆိုတဲ့ဟာမျိုးပြီးကျမလည်းဒီထပ်ပို့ပြီးတော့ဝရန်နီကလည်းထွက်ထားပြီးသားလည်းဖြစ်တယ် ကိုကလည်းဒီဘက်မှာရှိနေပြီးသားဖြစ်တယ်အဲဆိုတော့တချို့ကိုလုံးနိုင်တဲ့အရာတွေရှိနေရင်တော့မှပဲအဲတချို့တချို့တွေညှင့်ပြီးမလုပ်ဖြစ်တာလေးရှိကြတာပေါ့နော်ဆိုတော့အဲ့ဒါတွေကိုရပ်တန့်လိုက်ပြီးတော့အခုဒီနောက်ပိုင်းဆိုရင်ဒီမှာအဲစိတ်ဓာတ်ကိုကိုနဲ့သက်ဆိုင်နေကိုနဲ့အဲနေပယ်မှန်သမျှကိုကျွန်မအခုညီအခုညီပေးဖို့တော့အဆင်သင့်ဖြစ်သွားတာပေါ့နော်အဲ့ဒါလည်းတခုကောင်းပါတယ်ပေါ့ပြီးတော့ပို့ဆိုးတာဘာလဲဆိုအရင်ရှိစရာကောင်းတာကျွန်မအရင်ဟိုးပဝေတနီယာပုံနေလဲအွန်လိုင်းမှာပြင်ပြင်တင်လေးရှိရေပေါ့နော်ဆိုတော့ အဲ့လိုပုံနေတွေ့ရင်သူတို့ကမျိုးပေါ်ပြောင်းရောင်းနေပြီလို့ထင်တာအဲအဲ့လိုမျိုးပေါ့နော်ဆိုတော့အဲ့လိုကို fashion ပေါ်မှာမူတည်ပြီးသူတို့ကစောင့်ကြည့်နေသလားတော့မှတ်မှတ်ရရပေါ့နော်အဲ့လိုကိုယ်ကြီးညီလေးဘာလေးနဲ့တင်လာရင်သူတို့အိမ်မသွားချာအဲအဲ့လိုမျိုးဖြစ်နေတာအခုပုံစံကလေအာအရန်ကြီးရတယ်အဲအဲ့တော့တခုခုပါပဲသူတို့လည်းဟိုကိုယ်လည်းအဲခါကြရင်စရရင်နောက်ရရင်အဲ့လိုလေးရောင်ရောင်ပြီးတော့အဲ့လိုတင်တင်ပေးဖြစ်တယ် အနံပါတ်၁ကတော့မီးနဲ့အင်တာနက်ပေါ့အဲအဲ့ဒါကတော့ပထမဆုံးအတွေ့အကြုံပေါ့နော်အမီးမရှိတဲ့အရက်ဒေတာအင်တာနက်မရှိတဲ့အရက်ဒေတာမှာလူငယ်ဆိုတော့ကျင်းတယ်ပေါ့ဖုန်းမသုံးမဲမနေနိုင်ဘူးလေနော်အရင်ကကြတော့ဆိုတော့ပထမဆက်ဆက်ရုပ်ချင်းကလေးကကျွန်တော်တို့အင်တာနက်မရှိတဲ့နေရာမှာနေရအဲမီးရလည်းမလားရေးရလေးရှာတယ်အဲဆိုအဲ့လိုနေရာနေစနေခဲ့ရတာပေါ့ နေခဲ့တယ်အဲ့တော့အရန်ပူတယ်ဆဆချင်းလူရတီလည်းဖြစ်တာကိုကျွန်မတစ်ချံတော့ရောက်တာအဲ့လိုဆွတ်ကြဲပပလေးလေးနဲ့အဲ့လိုညဆိုရက်တိခတ်အရန်အိုက်လို့ပူလို့မနေနိုင်ခဲ့တဲ့အချိန်ရှိရပေါ့နော်အဲအဲ့တော့ကတော့အမတ်တရားလေးပါပဲအဲစားရတော့ရင်းနေတော့တရင်တော့လဲမဆိုးပါဘူးဘာလို့ဆိုတော့ကျမအကုန်စားရလူဆိုတော့အဆင်ပြေတယ်ပေါ့နော်အဲတခြားဟာရောအခက်အခဲကြီးကြီးအရင်မရှိဒါပေမဲ့အဲအဓိကတော့ အကြောက်တရားပေါ့အဲလေရင်တန်လေးလက်နှက်ကြီးတန်လေးကတော့တဘောအလုံးလည်းမတွေးထားဘူးတဲ့အခက်ခဲကြီးလို့ပဲပြောရမှာပေါ့လေနော်ဒါပေမဲ့ကိုထက်ပို့ပြီးတော့အဲရှေ့မှာတိုက်ပွဲဝင်နေတဲ့ရေပေါ့တွေရင်းမိတဲ့ဆာလို့ရှင်တော့ကိုရီးယားမပြောပါတော့ဘူးလို့ပဲပြောရမှာပေါ့ဟုတ် ဘာတော်ဟန်ကမျိုးသမီးစီစဉ်မှာတော့ transgender မျိုးသမီးဇာယီပယ်ရီစီယန်ရဲ့ passport အစ်တထဲမှာမလို့မဖော်ပြပဲကြားလို့ပဲဖော်ပြထားတဲ့အကြောင်းကိုပြောပြပေးသွားမှာပါ in case i want proof transgender မျိုးသမီးဇာရီပယ်ရီစီယန်စီစာလိုက်ကနေပို့လိုက်တဲ့သူ passport အစ်တထဲမှာမလို့မဖော်ပြပဲကြားလို့ပဲဖော်ပြထားပါတယ်ဒီအတွက်သမရဒေါ်နယ်ထရန့်ကိုပဲအပြစ်တင်ရမယ်ဆိုတာသူကောင်းကောင်းနားလည်ထားပါတယ် and there it is ဒီမှာပါတွေ့တဲ့အတိုင်းပဲ Tran ဆိုရလက်ထက်ကျမကိုပေးတဲ့ password မှာ M ဆိုပြီးဖြစ်နေပါတယ်ကယ်လီဖိုးနီးယားပြည်နယ်က social media influencer တူဖြစ်တဲ့သူ့အနေနဲ့ဒီကိစ္စကို TikTok မှာမျှဝေခဲ့ပြီး Implant ရုပ်ဆိုးတဲ့ password ထုတ်ပေးတဲ့ Tran လောက်ကနိုင်ငံခြားရေးဌာနကိုဝေဖန်ခဲ့ပါတယ်အဲဒီနောက်မှာတော့အခြား transgender နဲ့ non binary ၆ဦးနဲ့အတူဒီမူဝါဒဟာအခြေခံဥပဒေနဲ့မညီညွတ်ကြောင်းတရားစွဲဆိုခဲ့ပါတယ် အသက်22နှစ်ရွယ်ပယ်ရီစီယန်ဆွဲဆိုထားတဲ့အမှုကိုဘော့စတွန်ကပြည်အောင်စုတရားသူကြီးကလက်ခံဖို့တင်မတင်ဆုံးဖြတ်မှာကိုစောင့်ဆိုင်းနေရဆဲဖြစ်ပါတယ်။သမရထရန့်အင်ဖြူတော်ပြန်ရောက်တာနဲ့ပထမဦးဆုံးလက်မှတ်ထိုးခဲ့တဲ့အမိန့်တစ်ခုရကြားနဲ့မှသတ်မှတ်ချက်ကိုဇီဝပေရသဘောရလိန်အရှိတိုင်းပဲဖော်ပြဝင့်ပေးတော်တာဖြစ်ပါတယ်။ဒါကြောင့် passport မှာကင်ဆောင်သူရဲ့လိန်အရှိတိုင်းပဲဖော်ပြတာဖြစ်ပါတယ်။ကျမတို့တော့စီးပညာသဘောရအပြည့်အဝကူးပြောင်းမိပြီလို့တော့ပြောလို့ရတယ် လိန်သက်မတဲ့ခွဲစိတ်မှုတွေအကုန်လုံးလုတ်ပြီးသွားပြီအများကြီးဖြစ်ကျော်ခဲ့ပြီးပြီးတော့ဒါကလည်းအရင်မကြည့်ပါဘူးကျမဘာပဲလုတ်ခဲလုတ်ခဲဒီတိုင်းရှိရမယ်လေဒါကအမေရိကလေကျမတို့ဘသူပဲဝါဆိုတာရွေးချယ်ခွင့်ရှိရမယ် This is America we should have အစိုးရကတော့ဒီမူဝါဒဟာလိမ်မိုင်းဆိုင်ရာခွဲခြားဆက်ဆံတာမဟုတ်သလို transgender တွေနိုင်ငံခြားထွက်တာကိုဟန့်တားတာလည်းမဟုတ်ဘူးလို့ကုကံထားပါတယ် ပယ်ရီစီယန်ကတော့သူဟာ2020ခရဲက transgender မျိုးသမီးအနေနဲ့နေထိုင်ခဲ့တာဖြစ်ပြီးခွဲစိတ်မှုတွေလည်းလှုပ်ဆောင်ခဲ့တယ်လို့ဆိုပါရယ်အခုအခါမှာရေမောင်းလိုင်စင်လိုစာရွက်စာရက်တွေမှာပါသူ့ရဲ့လိင်ဝိသေသခံယူမှုတိုင်းဖော်ပြနိုင်ပြီလို့ဆိုပါရယ်ဒါကြောင့်ဇန်နဝါရီလ23ရက်နေ့မှာ passport ကလိင်သက်မှတ်ချက်ကိုကြားကနေမှပြောင်းလဲဖို့လျှောက်ထားခဲ့တာဖြစ်ပါရယ်ဒါမဲ့ထရန်တက်လာပြီးတပတ်တောင်မပြည့်မီပါပဲသူ့စီကိုအကြောင်းကြားစာနဲ့တူ passport ပြန်ရောက်လာခဲ့ပါတယ် အဲ့ဒီမှာသင် passport ရှောက်ထားမှုမှာလိန်ဖော်ပြချက်ကိုမှန်ကန်အောင်ပြင်ဆင်ပေးထားတယ်လို့ပါဖော်ပြထားပါတယ်။ဒီမူဝါဒသစ်ဟာနိုင်ငံသားရေးဌာနကအနှစ်30ကျော်ကင်ဆယ်ခဲ့တာဖြစ်တဲ့အတွက် passport မှာလိန်သက်မှတ်ချက်ပြောင်းလဲပြင်ဆင်ခွင့်ကိုပြောင်းပြန်လှန်ပစ်လိုက်တာဖြစ်တယ်လို့လည်းဝေဖန်ကြပါတယ်။2022ခုနှစ်မှာဆိုရင်သမ္မတဂျိုးဘိုင်ဒန်အဆိုအရက passport ရှောက်ထားသူတွေအနေနဲ့လိန်နေရာမှာ M သို့မဟုတ် F လို့မဖော်ပြဘဲ X ဆိုပြီးချက်ချေကဖော်ပြခွင့်မှာပထမဆုံးအကြိမ်ခွင့်ပြုပေးခဲ့မှုပါတယ်။ ခုတင်ဆက်ပေးခဲ့တဲ့နိုင်ငံအရရက်ကမတူညီကြတဲ့အမျိုးသမီးတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်။နောက်တစ်ပတ်ဒီမှာလဲဆောင်မြော်အားပေးကြပါအောင်ရှင်။ဒီ season နဲ့ပတ်သက်ပြီးတော့ဝေဖန်အကြံပြုချက်တွေပေးချင်တယ်ဆိုရင်တော့ Facebook page ဖြစ်တဲ့ DPP Women Voice ကနေတင်ဆက်ပေးနိုင်ပါတယ်။ကြီးစုအားပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။